ပင်ကွင်းသားပေါက်တကောင်၏ရှင်တန်မှုတိုက်ပွဲဒီပင်ကွင်းသားပေါက်လေးဟာမွေးဖွားပြီးပြီးချင်းမှာပဲရှင်တန်ရေးစိန်ခေါ်မှုကိုချက်ချင်းရင်ဆိုင်ရပါပြီ။ဘာလို့လဲဆိုတော့အနောက်80ဒီဂရီလောက်ရှိတဲ့ဒီလိုကျန်းတန်းတဲ့ရာသီဥတုမှာအချိန်မီ၍အေးခဲပြီးတည်ဆုံသွားနိုင်လို့ပါ။ဒါကြောင့်ဖခင်ပင်ကွင်းကသားပေါက်လေးကိုသူ့ရဲ့ခြေထောက်ပေါ်မှာတင်ထားပြီးသူ့ရဲ့ကိုယ်ပိုင်အမွေးအတောင်တွေနဲ့နွေးနွေးထွေးထွေးထားပေးရပါတယ်။ဒီလိုလုပ်ရတဲ့အတွက်ဖခင်ပင်ကွင်းဟာအချိန်ဟုန်နှိမ့်ကွေးစွာနဲ့ပဲရှေ့ကိုတိုးလို့ရပြီ။ လမ်းလျှောက်တဲ့အခါမှာလည်းအလွန်တတိထားရပေမဲ့တခါတလေမှနောက်ပြန်လဲကျတတ်ပါသေးတယ်။ဦးမြပေါက်ချင်းနဲ့စနိုးဘောဤမွေးဖွားခြင်းအချိန်ကြာလာတော့ဖခင်ပင်ကွင်းအများစုဟာဥတွေကိုအောင်မြင်စွာဖောက်နိုင်ခဲ့ကြပါပြီ။ဒါပေမဲ့ဥတိုင်းတော့အောင်မြင်မှုမရနိုင်ပါဘူး။ဥပမာဒီဖခင်ပင်ကွင်းကိုကြည့်ပါဦး။သူဟာစိုးရင်တကြီးစောင့်ဆိုင်နေပေမဲ့သူ့ရင်ခွင်ထဲကဥလေးကဘာတမ်းမှမကြရသေးပါဘူး။အဲ့ဒီအချိန်မှာအိမ်ကြီးချင်းပင်ကွင်းတကောင်ကသူ့သားပေါက်လေးကိုဂုံယူဝင်ကြွားစွာပြတ်တရင်ရှောက်သွားပါတယ်ရုတ်တရက် သူ့ဦးထဲကပင်ကွင်းကလေးဟာတခုခုကိုတတိထားမိပုံရပြီးစိတ်လှုပ်ရှားစွာအော်မီပါတော့တယ်ဖခင်ကပျော့ပျော့ရှင်ရှင်ကောင်းကောင်းကြည့်လိုက်တော့ဥက္ကုံမှာအပေါက်လေးတခုတွေ့ရပါတယ်။ဒါနဲ့သားပေါက်လေးကသူ့ဖို့ကိုမြင်မြင်ထွက်လာဖို့အားပေးတဲ့အနေနဲ့ပိုးပြီးကြဲကြဲအော်ပါတော့တယ်မကြခင်မှာပဲချစ်စပွဲအသက်တစ်လေးတခုနောက်ဆုံးမှာပေါ်ထွက်လာပါတယ်။ဒါဟာ snowball snowball ဖြစ်ပြီးနောက်ဆုံးမွေးဖွားလာသူဖြစ်တာကြောင့်ပိုမိုခက်ခဲတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မှာပါမိခင်များဤခီးရှင်နဲ့ စာလောင်မှုအဆင့်ပိုဆိုးတာကပင်ကွင်းသားပေါက်တွေကို6လပဲဂရုစိုက်ကြပြီးဒီတိုတောင်းတဲ့အချိန်တွင်းမှာအခက်အခဲမျိုးမျိုးကိုကြောလွှတ်တတ်ဖို့တင်ယူရပါမယ်။တခြားတိရစ္ဆာန်တွေနဲ့မတူတာကပင်ကွင်းတွေမှာအဖေတွေကအိမ်မာနေပြီးသားပေါက်တွေကိုစောက်ရှောက်ကြပါတယ်။အမေတွေကတော့နှစ်လကြာအစာရှာဖို့ဝေးလံတဲ့ခရီးကိုထွက်သွားကြရတာပါ။အမေတွေဟာကိုခန္ဓာကိုအစီပြေလာအောင်စားတောက်ပြီးတဲ့နောက်မှာတော့ကန်းချီကိုပြန်ရောက်လာပြီးသားပေါက်တွေကိုအစာကျွေးဖို့အိမ်ပြန်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ကျွန်တော်တို့ မြင်နေရတဲ့ဒီအစီထူတဲ့ပင်ကွင်းဟာစနိုးဘောရဲ့မိခင်ဖြစ်ပါတယ်။သူမဟာတာပေါက်အတွက်1 by အပြည့်အစားတွေယူဆောင်လာခဲ့ပါတယ်။ဒါပေမဲ့အိမ်ပြန်တဲ့ခီးကအင်မတန်ရှည်လျားပါတယ်။သူတို့ဟာအတ္တလန်နေတမုတ်တရာကီလိုမီတာ200ကိုဖျက်ရမှာဖြစ်ပြီးတည်ယူဖို့ဆောင်ရည်မရှိတာကြောင့်ခြေလင်ပဲလျှောက်ရပါမယ်။လမ်းတစ်လျှောက်မှာလည်းဖြန်းစေုပ်တွေရဲ့အစာဖြစ်သွားနိုင်တဲ့အန္တရာယ်အများရှိနေပါတယ်။ဒါကြောင့်တာပေါက်လေးတွေရှင်တန်ရေးဟာမိခင်တွေအိမ်ကိုဘေးကင်းစွာပြန်ရောက်လာခြင်းအပေါ်လုံးဝမူတည်နေပါတယ်ဒီကြ ဒါထဲမှာဖခင်ကလှုပ်ဝက်ဆန်းကျဲတဲ့အဟာရတက်တမျိုးကိုထုတ်ပေးပြီးတားပေါက်ကိုအာရင်ချုပ်ပေးပါတယ်ဒါပေမဲ့ဒါကလည်းတိတ်မခံပါဘူးအဲ့ဒီတော့ဒီအချိန်မှာပင်ကွင်းတားပေါက်လေးတွေအားလုံးဟာစာလောင်မှုတိတ်မှုအဆင့်ကိုရောက်ရှိနေကြပါပြီ